လက်ရှိရောက်နေတဲ့အနေအထားကနေနောက်တစ်ဆင့်ကိုဆက်ပြီးတော့သွားဖို့အတွက်ဆိုရင်ကိုကုတ်ကိုမေးရမယ့်မေးခွန်း၅ခုရှိပါတယ်နံပါတ်1ခုလက်ရှိရောက်နေတဲ့နေရာမှာပြောလားခုအလုပ်လုပ်ရတာအဆင်ပြေတယ်ဝင်ငွေလဲကိုလိုချင်တော့ပမာဏအတိုင်းတာရတယ်ဆိုရင်ကျွန်တော်ပြဿနာမရှိပါဘူးအဲ့လိုမှမဟုတ်ဘူးကိုအလုပ်လုပ်ရတယ်လည်းအဆင်မပြေဘူးပတ်စံလည်းကိုလိုချင်တော့တိုင်တိုင်မရဘူးဆိုရင်တော့ဒုတိယချက်ကိုဆက်ပြီးတော့စဉ်းစားတင်ပါတယ်ဒုတိယချက်ကစိတ်နာစရာလုံလောက်သွားပြီလားကိုကပတ်စံမရှိလို့ရက်ွက်ထဲမှာဆိုလို့ရှိရင်အတင်းခံရတယ်ဆွေမျိုးတွေကအထင်သေးရဲ့မျိုးလုံးတွေနဲ့ကြည့်တယ် relationship မှာဆိုရင်လည်းအသေးကွဲသွားတဲ့အခြေအနေမျိုးတွေနဲ့ကြုံရင်စိတ်နာမှုလွယ်ပါတယ်စိတ်နာစရာကောင်းတဲ့အခြေအနေတွေကကိုဘွားနောက်တစ်ဆင့်အတော်ဘွားအတွက်ကိုကူညီထောက်ပံ့ပေးပါတယ်တကယ်စိတ်နာစရာလုံလောက်သွားတဲ့လူကလည်းကိုယ့်ရဲ့စိတ်နာစရာလူတိုင်းကိုလိုက်ပြောနေမှာမဟုတ်လို့ဘွားကိုလည်းပေါ့ပေါ့လေးပြောတော့မှမနေတော့ပါဘူးကိုဘွားတူတက်ဘွားအတွက်အမြဲကျွန်တော်စဉ်းစားနေတော့တာဖြစ်ပါတယ်ဒီချက်ကိုလည်းသိထားသိကြပါတယ်နံပါတ်3ချက်ကတော့ကိုရာကျင်နာကိုလူကျင်နာကိုရဲ့ရည်ရွယ်ချက်ပန်းနိုင်နေတာဘာလဲဆိုတာကိုတိတိကျကျသိဖို့လိုအပ်ပါတယ်ဥပမာကိုကနိုင်ငံခြားမှာကြောင်းတက်ခြင်းလဲ ဘယ်နိုင်ငံမှာကြောက်တတ်ချင်တာလဲဂျပန်လားစင်ကာပူလားအဲ့လိုပဲပြီးပါမှလောလောချင်တယ် engineer ဘိုင်းနေနဲ့လာချင်တာလား driver နဲ့လာချင်တာလားဒါမှမဟုတ်ရင်လည်း hotel ဘိုင်းနေနဲ့လာချင်တာလားဆိုတာကိုတိတိကျကျသိဖို့လိုအပ်ပါတယ်နံပါတ်၄ချက်ကတော့ wine ဆိုတဲ့မေးခွန်းကိုမေးတင်ပါတယ်ကိုကဘာကြောင့်ဒါကိုရချင်တာလဲဥပမာကိုနိုင်ငံခြားမှာပညာသင်ချင်တယ်နိုင်ငံခြားပြန်လာပြီးသွားချင်ကိုနိုင်ငံမှာပြန်ပြီးတော့အကျိုးပြုချင်လို့ဒါမှမဟုတ်ရင်လည်းပြီးပါမှလောလောချင်တယ်ကိုမိသားစုကိုထောက်ပံ့ချင်လို့တချို့ကကြလဲဟိုပြီးပါရရဲ့တွေ့ကြုံတွေနဲ့ကိုနိုင်ငံမှာပြန်ပြီးစီးပွားရေးလုပ်ချင်လို့အမျိုးမျိုးဒီလိုမျိုးကြီးကျွန်တော်တို့တိတိကျကျခိုင်အောင်လို့ ရှိဖို့လိုအပ်ပါတယ်။ wine ဆိုတဲ့မေကွန်ကကိုယ့်ရဲ့ယူမန်းချက်တွေကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုလက်မပြအောင်ကူညီထောက်ပံ့ပေးပါတယ်။နောက်ဆုံးတစ်ခုကတော့အပေါ်ကပြောခဲ့တဲ့လေးချက်ကိုတည်သွားပြီဆိုရင်တကယ်လက်တွေ့လှုပ်ဆောင်ဖို့လိုအပ်ပါတယ်။ခုပြောတဲ့ငါးချက်ကသာကိုကလိုက်လုံမယ်ဆိုရင်အချိန်နဲ့တိုင်းတာတစ်ခုရောက်တာနဲ့ကိုလိုချင်တဲ့နောက်တစ်ဆင့်ကိုရောက်မှာဖြစ်ပါတယ်။ဗီဒီယိုကိုနှိမ့်ချုပ်ပြန်ပြောရမယ်ဆိုရင်ခုလက်ရှိရောက်နေတဲ့နေထိုင်နောက်တစ်ဆင့်ကိုဆက်ပြီးတော့သွားဖို့ဟာအတွက်ဆိုရင်နံပါတ်1ခုလက်ရှိရောက်နေတဲ့နေရာမှာပြောလား ံပါတ်1စိတ်နာစရာလုံလောက်သွားပြီလားနံပါတ်3ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်နေရပါလဲနံပါတ်4ဘာကြောင့်ကိုကထားအောင်ရချင်တာလဲနံပါတ်5တကယ်လက်တွေ့လှုပ်ဆောင်ဖို့လိုအပ်ပါတယ်ဒီဗီဒီယိုကအပြည့်အဝအကျိုးရှိမယ်လို့ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှာဆက်တွေ့မယ်